င်္ဂလာပါရှင် ရှယ်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အိန္ဒိယတန်ယုံနဲ့ NSPNC CPR တို့ပူးပေါင်းပြီးအိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ Federal စနစ်ဆိုင်ရာအဓိကလက္ခဏာရပ်များအလုပ်ရုံစီနီဝဲရန်ကုန်မြို့တွင်ပြုလုပ်တဲ့သတင်းဖြစ်ပါတယ်။အိန္ဒိယတန်ယုံနဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ရင်းချင်းရင်းနှစ်ပြည်နယ်တင့်မြေးရေးစင်တာ CPR တို့ပူးပေါင်းပြီးအိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေနှင့် Federal စနစ်ဆိုင်ရာအဓိကလက္ခဏာရဲများအလုပ်ရုံဆွေးနွေးပွဲကိုရန်ကုန်မြို့ရှေးပုံသာလန်းရှိအိန္ဒိယစင်တာတွင်နိုဝင်ဘာ16ရက်ကပြုလုပ်ကြောင်းသိရပါသည်။အဆိုပါဆွေးနွေးပွဲသို့ရွေးကောက်ပွဲတွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီများတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်ဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီများအပါအဝင်စစ်စုပေါင်းနိုင်ငံရေးပါတီ20နှင့်တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်း EAO များမှကုစလေများ တံပြောအငိမ့်စားအရာရှိကြီးများနှင့်ပညာရေးပိုင်းဆိုင်ရာကျွမ်းကျင်သူများအပါအဝင်မြမငိမ့်ချန်ရေးလုပ်ငန်းစဉ်တွင်ပါဝင်ဆောင်ရွက်နေတဲ့နေပေစုံမှသက်ဆိုင်သူများတက်ရောက်ကြရလို့သိရပါတယ်။လောက်ယုံစင်းနီဘွယ် NSBNC အဖွဲ့ဝင်ပိုချုပ်စိုးနိုင်ဦးအငိမ့်စား NSBWC ဖွဲ့ဝင်ဒုတိယပိုချုပ်ကြီးခင်စောဦးအငိမ့်စား စီဗီယာဥက္ကဋ္ဌဦးလာမောင်ရွှေနဲ့အိန္ဒိယတန်မတ်ကြီးမစ္စတာအာဘေသာခါတို့ကအမှာစကားအတိအတိပြောကြပြီးအလုံယုံဆွေးနွေးပွဲသူတက်ရောက်လာတဲ့အိန္ဒိယနိုင်ငံမှာပညာရှင်သုံးဦးကကဏ္ဍများအလိုက်အပြန်လည်ဆွေးနွေးမှုများပြုလုပ်ကြောင်းသိရပါတယ်။အိန္ဒိယနိုင်ငံသည်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ရရှိပြီးဒီမိုကရေစီစနစ်များနှင့်လက်တွေ့ကျင့်သုံးမှုဆိုင်ရာစွမ်းဆောင်ရည်မြင့်တင်ခြင်းနှင့်အတွေ့အကြုံဖလှယ်ခြင်းများပေါ်သက်ဆိုင်သူများနှင့်လက်တွဲဆောင်ရည်ရရှိကြောင်းလည်းအိန္ဒိယတန်ရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသိရပါပါတယ်ရှင်။